မွတ်စလင်အများစုနေထိုင်တဲ့ရခိုင်ပြည်မြောက်ပိုင်းမှာမွတ်စလင်တွေအတွက်တရားလွတ်တဲ့ကိုပိုင်နေမြေတစ်ခုဖြစ်ပေါ်ဖို့အရေးမင်္ဂလာနေ့နိုင်ငံကအတိုက်ခံအင်အားကြီးပါတီဂျမန်အစ္စလာမီနဲ့တရုတ်ကွန်မြူနတီပါတီတို့တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့လို့သိရပါဗျ။ဂျမန်အစ္စလာမီပါတီကမွတ်စလင်လူမျိုးရေးမှာအစွန်ရောက်တဲ့ပါတီတစ်ခုဖြစ်ပြီးတော့အခုလိုမျိုးတရားလွတ်တဲ့ကိုပိုင်နေမြေပေးဖို့တောင်းဆိုမှုကနေမြေပုံမရရှိဖို့အတွက်တရုတ်ကိုအကူအညီတောင်းတာဖြစ်နိုင်တယ်လို့ရခိုင်မျိုးသားပါတီ ANB မှာမူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးတွန်းအောင်ကျော်ကပြောပါဗျ။ နာပြောကြလို့ပထမပိုင်းအရင်နဲ့ယုတ်ပြည်သူသမဏနိုင်ငံနဲ့ကျွန်တော်တို့ရတဲ့လူ့ဘာပါတီကအင်မတားရင်းဆိုင်ရေးထွေးတဲ့ဆန္ဒရှိတယ်။ဒီကြီးအခြားနိုင်ငံရဲ့ဒီလိုဝန်မဆက်မှုတွေတဲ့လူဝါဒကိုဒါဆိုင်ဆိုင်မှမှာစုပ်ပန်ပြီးနမှတို့ချင်းချင်းလိုက်နိုင်နေတယ်ဆိုတဲ့သဘောထားလူဝါဒအဲ့ဒါကြောင့်ဒီရင်းတက်လာတဲ့အခါဒီကွန်မြူနတီပါတီကိုဂျမတ် ီရှင်ရန်ပါတီကတော့သူတို့ရဲ့ပြောတယ်လူပဲကျွန်တော်တို့ဒီမှာရဲ့ဒီပါတီဟာသူဒီမှာဒီလူရဲ့ရှင်ရပါတီကိုခုဖြစ်တယ်လို့ကျွန်တော်တို့ကိုချန်ကြတယ်သိရတယ်အဲ့ဒါကြောင့်သူတို့ကတော့ဒါဟိုနိုင်ငံကြီးအရာသူတို့နယ်မြေပုံပြီးတော့ဒါစစ်တမ်းမှုကြီးရရှိနေလို့အတွက်ဒီဒီလေးဒီအဆုံးချပြီးတော့ဟိုအဲ့ဒီလိုရောက်ရခိုင်ပြည်နောက်ပိုင်းမှာဟိုတိချလွတ်လပ်တဲ့ အာမင်းတို့ညီကြီးတခုကိုခံကြည့်ပြီးဖို့တဲ့ရုပ်ကြီးကိုအခုကြည့်တော့တယ်နင်လည်းဒါပေမဲ့ကျွန်တော်တို့တက်မြက်ရပ်တိုင်းကြီးလာတော့ရုပ်ကြီးကြီးကမနာနိုင်ငံရောရုပ်ကြီးကမနေပါကြရောဟိုခိုင်မာတဲ့နိုင်ငံကြီးလူကွာတာအရာဒီကွာနိုင်ငံရဲ့ဒီကြီးကိုတော့ဘလို့ဒီနဲ့မှဝင်ရောက်ဆက်ပြတ်မှုလုံးဝမဟုတ်ဘူးကြတာကျွန်တော်တို့ဒီကိန်းလေးကပါတီအနေနဲ့ခိုင်ခိုင်မာမာလက်ခံလို့ကြားရတယ်ခင်ဗျာ ဧပြီလ29ရက်နေ့ဒါဘီမြို့ City Hotel မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲအတွင်းတရုတ်ပြည်သူ Community Party ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ဘင်္ဂလားဒေ့ဂျမန်အစ္စလမ်ပါတီကမွတ်စလင်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာရခိုင်ပြည်နယ်အတွင်းတီရှာလွတ်လပ်တဲ့ကိုပိုင်နေမည်တခုမွတ်စလင်တွေအတွက်ထူထောင်မှုပါဝင်နေတယ်လို့သိရပါတယ်။ဒါပြင်မွတ်စလင်တွေအတွက်တီရှာလွတ်လပ်တဲ့ကိုပိုင်နေမည်တခုကိုရခိုင်ပြည်နယ်အတွင်းတတ်မှတ်ပြီးသူတို့ကိုပြန်လည်နေရချတာပေးတာကဒါအဖြစ်မှန်ဖြစ်တယ်လို့သူကဆိုပါတယ်။ ဒါခိုင်မီတပီလုံးမှာမွတ်စလင်လူမျိုးတွေဟာစုစုပေါင်းတသန်းကျော်ခန့်သာရှိပြီး2019ခုနှစ်ပြိပခါတွေကြောင့်ထပ်ပြီးတင်းကျော်လာသူဟာတသန်းကျော်ရှိနေရလို့ပင်ဂလားဒေ့ဘက်ကပြောဆိုလူတွေကအငင်းပွားတဲ့ဖြစ်တယ်လို့ရခိုင်မျိုးသားရေးပါတီ ANP မှမူဒါရေးဟာဥဆောင်ကော်မတီအဖွဲ့ဝင်ဦးထွန်းအောင်ကျော်ကပြောပါဗျာ။ဒီလူတွေရဲ့ဒီပက်အပိုင်းနဲ့ဒါအငင်းပွားတာဒီအများကြီးရှိပါလေ။မုံတော့မှာဒီလူတွေကမုံတော့နဲ့ပြုပြီးတော့မုံတော့ခရင်မှာနေတဲ့ဒီကလေးလူဦးကြီးက ခဏသိမ့်မဲ့ရှိတယ်။ဒီကိန်းကြီးနဲ့ဆက်ခွန်မျိုးနဲ့မှာမင်းမျိုးနဲ့မှာဘယ်လိုလုံးဝမရှိဘူး။ဆက်တုံးမျိုးနဲ့အလုံးပေါင်းမှာတစ်ဆန့်ကျော်ပဲရှိပါရဲ့။အဲ့ဒါကိုအခုပင်မလာကြီးချကပြောနေတာကသူတို့ဒီမှာရောက်နေတာဒီဆက်ပြီးတာကဆက်တုံးမျိုးနဲ့ကဘယ်လိုဒီလုံးဝတ်မပြေဘူး။ဦးကြီးတော်ကမော်တော်ကပြေးတယ်။ဒါပေမဲ့ထွက်ပြေးတာကတစ်ဆန့်ကျော် ဒီမှာဒီမှာရောက်နေတဲ့ဆိုတာလည်းအင်မတန်အရင်ပွားနေရပြီးဒီအရင်ပြည့်နေတယ်ဘင်္ဂလားဒေ့ရာယီဆိုရအဖွဲ့ဝင်ပါမောခမိုဟာမက်ယူနစ်ကလည်းမူဆလင်နေဂုံတိတ်ကရှိသောနေရပြန်နိုင်ရေးအတွက်ရခိုင်မှာဘေကင်းဆောင်တစ်ခုမူဆလင်နေအတွက်ထားကြည့်ရမယ်လို့သူကပြောပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ကိုထွက်ပြေးသိမ်းရောက်ကရရှိနေတဲ့မူဆလင်တွေကို2026ခုနှစ်အတွင်းနေရရခိုင်ပြည်ကိုပြန်လည်ပို့ဆောင်သွားမယ်လို့လည်းမိုဟာမက်ယူနစ်ကကတိကဝတ်ပြုထားကြောင်းသိရပါတယ်။